ဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာနသည်ခီးသွားလုပ်ငန်းများစနစ်တကျဖြင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာအားကစားနှင့်လူငယ်ရေးအဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးချန်ဖန်တို့တောင်းသည့်ဒီနေ့မနက်ပိုင်းမှာပြင်ဦးလွင်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်းပြင်ဦးလွင်စုမှတောင်းရှိသည်များဟိုတယ်လုပ်ငန်းရှင်များနှင့်ပြင်ဦးလွင်မြို့ရွှေနန်းထိုင်ဟိုတယ်မှတွေ့ဆုံခဲ့ပါသည်တွေ့ဆုံပွဲမှာပြည်တော်စုဝန်ကြီးကခီးသွားလုပ်ငန်းဟာ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများသာမကဖွံ့ဖြိုးပြီးနိုင်ငံများအတွက်အလုတ်ကိုင်းခွင်လန်းတဲ့နိုင်ငံခြားဝင်ငွေရရှိမှုကိုအထောက်ပံ့ပေးနေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်းကြီးသောလုပ်ငန်းဟာအလွန်အသီးသီးမှရှိတဲ့လုပ်ငန်းလုတ်ကိုင်းနေသူများကိုအလုတ်ကိုင်းခွင်လန်းများဖန်တီးပေးတဲ့အပြင်တဘာဝအရင်းမြစ်များကိုထုတ်ယူသုံးစွဲခြင်းမရှိတဲ့အတွက်တဘာပတ်ဝန်းကျင်ကိုထိမ့်သိမ့်ပြီးဖြစ်တဲ့ကဲ့သို့မိမိနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်များရိုးရာဓလေ့ထုံးစံများကို ဖော်ထုတ်ပြသရတာဖြစ်တဲ့အတွက် dress ရှိရင်ကျင်းမှုတမကဒရမ်မဲ့ရင်ကျင်းမှုများကိုလည်းတပတ်တလန်းကထိန်းသိမ်းပြီးသားလည်းဖြစ်ပါကြောင်းပြည်ဦးလင်ဒေသဟာမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့တောင်ပေါ်အပန်းဖြေခီးစဉ်နေရာတစ်ခုဖြစ်တဲ့အပြင်အေးများတဲ့ရာသီဥတုနဲ့အညီပွင့်လန်းနေတဲ့ပန်းမန်များတာယာလှပတဲ့တောတောင်ရေမြေတဘာဝအလှပများတကူကြီးတမိုင်းဝင်စည်ဒီများဒေသအစားအစာနဲ့အမတ်တရလက်ဆောင်ပစ္စည်းများဟာပြည်ဦးလင်မြို့ရဲ့ထူးခြားတဲ့ခီးသွွားဝင်ဆောင်မှုလေဖြစ်ပါကြောင်း ဒါအပြင် ပြည်ဦးလင်ဒေသဟာတဘာအခြေခံကြီးသောလုပ်ငန်း၊ရင်းကျဲမှုအခြေခံကြီးသောလုပ်ငန်း ဘာသာရေးကြီးသွန်းလုပ်ငန်း၊အမှုပညာနဲ့ကြီးသွန်းလုပ်ငန်း၊အပန်းဖြေကြီးသွန်းလုပ်ငန်း၊အားကစားကြီးသွန်းလုပ်ငန်း၊စွန့်စားကြီးသွန်းလုပ်ငန်း၊ကျန်းမာရေးနဲ့အနားယူကြီးသွန်းလုပ်ငန်း၊သမိုင်းအမွေနဲ့ကြီးသွန်းလုပ်ငန်း၊လေယာဉ်နဲ့တောင်သူဦးကြီးအခြေပြုကြီးသွန်းလုပ်ငန်းများဆောင်ရွက်နိုင်တဲ့ဒေသတစ်ခုလည်းဖြစ်ပါကြောင်းဒီလိုအခြေခံကောင်းတွေကိုမိမိတို့ကြီးသွန်းလုပ်ငန်းအတွက်အကျိုးရှိအောင်အသုံးချရန်လိုအပ်ပါကြောင်းမြန်မာနိုင်ငံရဲ့ဟိုတယ်နဲ့ကြီးသွန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝေါင်းပူးပေါင်းဆောင်ရွက်ရေးမှကြကလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှာကျုံ့နေရတဲ့အခက်အခဲများနဲ့ပတ်သက်ပြီးတင်ပြချက်များအပေါ်ပေါင်းဆက်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ်။အဲဒီနောက်ပြည်တော်စုမကြီးသည်ပြည်ဦးလင်မြို့ရှိဟိုတယ်အကင်မိုမီနဲ့ရွှေနန်းထိုင်ဟိုတယ်များသို့တက်ရောက်ပြီးလုပ်ငန်းဆောင်ရွက်မှုများကိုကြီးကြီးစစ်စစ်ကတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများကိုဖြည့်ဆွတ်မှားကြခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။